အလုသမားတွေကိုကြိုတင်တည်ပေးခြင်းမရှိဘဲဆက်ယုံပေးသိမ်းနေတာကြောင့်တောင်ကိုရီးယားနိုင်ငံသားပိုင်ဖက်နှက်ဆက်ယုံကအလုသမားတွေအနေနဲ့အခြားလုပ်ငန်းသူဖက်နှက်ဆက်ယုံတွေမှာပြန်လည်လုကင်နိုင်ခြင်းမရှိသေးဘဲစားဝတ်နေရေးအတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။အခုလိုအခက်အခဲကြုံတွေ့နေတဲ့ဝန်ထမ်းတွေအတွက်ဩဂတ်စ်လ2ရက်နေ့မှာ အလုတ်သမားအလုတ်ကိုင်းနဲ့လူမှုဖူလုံရေးဝင်ကြီးဌာနကတာဝန်ရှိသူတွေ Master Sport ဖနက်ဆက်ယုံကအလုတ်သမားကိုယ်စားလှယ်တွေနဲ့အခြားဖနက်ဆက်ယုံကကိုယ်စားလှယ်တွေတွေ့ဆုံပြီးအလုတ်ပြန်လည်ရရှိရေးအတွက်ဆွေးနွေးညှိနှိုင်းခဲ့မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒီလိုညှိနှိုင်းမှုမှာဖိတ်ကြားထားတဲ့ဆက်ယုံတွေကလုပ်ငန်းရှင်ချုံနဲ့ကိုယ်စားလှယ်တွေက၎င်းတို့ဆက်ယုံတွေမှာခံထားဖို့ရှိတဲ့လစ်လက်နေရာတွေကိုလာရောက်ရှောက်ထားကြဖို့နဲ့အခုလိုပိတ်သိမ်းခဲ့တဲ့ဆက်ယုံကတာဝန်ရှိသူတွေကို ဥရေရရေးယူဖို့ဆောင်ရွက်နေရတဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ဘယ်လုံငန်းရှိရနောက်လို့တစ်ခုရှာပဲလို့ကြိုတင်းပြီးလောက်ခလာတာတမီးတို့ကြိုပေးပါလေ။အလုံးလုံးကဒီလားဆောင်ထုတ်ပေးပါလေ။အဲ့တော့သူတို့ဘယ်တမင်းစားပြီးလုံးလုံးလောက်ခလာတာခုချိန်ကြီးများနေလုံငန်းရှင်တယောက်ကိုဒီလိုလာဖို့မဟုတ်နိုင်ဘူးဆိုတော့တမင်းတို့တော့အားလုံးမစုံဘူးလုံသမားတွေကိုခိုင်းဖို့လုံသမားတွေကိုဒီလိုဖြစ်ဖို့နိုင်ဘူးမဖြေရှင်းပေးနိုင်ဆိုတော့ကျမတို့ဒီအစိုးရပဲရှိတယ်ဒီဝန်ထမ်းတွေပဲရှိတယ်တတ်ဆိုင်တာကျမတို့ဘသူ့ကိုအားကိုးရမှာလဲတောင်ကိုရီးယားနိုင်ငံသားပိုင်း Master Sport ဖနက်စက်ယုံဟာ 2013ခုနှစ်ကစတင်ဝင်ရောက်လုပ်ကိုင်တာဖြစ်ကလုပ်ငန်းလုပ်ကိုင်ပြီးတစ်နှစ်ခွဲကြာ2014ခုနှစ်ဇွန်လမှာစက်ရုံပိတ်သိမ်းခဲ့ပါတယ်။စက်ရုံပိတ်သိမ်းရခြင်းဟာထုတ်ကုန်ရေးသွေးစံချိန်မမီတဲ့အတွက်ပို့ကုန်မပြုတ်လုံနိုင်ခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ Master Sport ဖနက်စက်ရုံကအလုပ်သမား600ကျော်ဟာဇူလိုင်လ18ရက်နေ့ကဂျွန်လာအတွက်လဆောင်ငွေရရှိရေးနဲ့ ဆက်ယုံပိတ်သိမ်းခြင်းနဲ့နိုင်ငံဝင်ရရှိဖို့နိုင်တရာစက်မှုဆောင်တုံးကနေဗဟန်းမြို့နယ်ရှိတောင်ကိုရီးယားတန်ယုံရှိအထိလမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဆက်ယုံပိတ်သိမ်းခဲ့တဲ့အတွက်အဆိုပါဆက်ယုံကမန်နေဂျာဒေါခင်ခင်ထွေးနဲ့အခြားနှုတ်ကိုအလုသမားအလုကိုင်းနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနမြို့နယ်ဦးစီးရရှိရုံမြို့နယ်ညှိနှိုင်းဖြန့်ဖြေးရေးတို့ကတရားလိုပြုလုပ်ကဆက်ယုံကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်။